ော့ brother အားလုံးမင်္ဂလာပါကျွန်တော်ဒီကနေ့ကတော့ပေါ်တော့ binary မှာရှိတယ်ကျွန်တော်တို့ဒီပေါ်တော့ USDT တွေဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ပေါ်တော့ရတဲ့ coin တွေပေါ်တော့ရှိတဲ့ coin တွေကိုကျွန်တော်တို့ကဒီပေါ်တော့ BTC coin ပဲဖြစ်ဖြစ်ပေါ်တော့ BNB ပဲဖြစ်ဖြစ်ပေါ်တော့ကျွန်တော်တို့ဒီမြန်မာငွေဖြစ်ဘယ်လိုပြန်ပြောင်းမလဲ KP ဝေပြီးတော့လည်းဘယ်လိုပြန်ထုတ်မလဲဆိုတာလေးကိုကျွန်တော်ကပြပြပြမယ်ပေါ့နော်အဲ့တော့ကကျွန်တော်တို့လိုအပ်မှာကဘာလဲဆိုတော့ကျွန်တော်ဒီ balance ကိုကျွန်တော်ကြည့်ရမယ်တစ်ချက်တော့နော်ဒါ balance ကကိုကဥမာဘယ်လောက်ဘယ်လောက် USDT ကိုကျွန်တော်အနည်းဆုံး ရောင်းချမလဲဆိုတာလေးကိုတော့အနည်းဆုံးတော့ကျွန်တော်တို့သိထားမှာပေါ့နော်အဲ့လိုမျိုးလေးတွက်ထားမှသာလေရင်ကျွန်တော်တို့ကရောင်းလက်ချိန်ညာအစဉ်ပြင်းပေါ့နော်โอเคအဲ့တော့ကျွန်တော်ရောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီကိုပိုင် wallet ထဲကိုလာရင်လာဒါမှမဟုတ်ရှင်ကျွန်တော် home မှာရှိတဲ့ဒီ fan ဆိုတဲ့ဥစ္စာလေးကိုနှိပ်ချလဲရရပေါ့နော်โอเคအဲ့တော့ကျွန်တော် home မှာလာကြာရင်ဘယ်လိုဝင်ရလဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီ fan လေးကိုကျွန်တော်နှိပ်လိုက်ပါ home မှာလဲ fan လေးရှိရယ်နော်โอเคဒါဆိုရင်ကျွန်တော်ဒီမှာ P2P trading ဆိုတာလေးရှိပါတယ်အဲကောင်လေးကိုနှိပ်ပြီးတော့ဝင်လဲကျွန်တော် တို့ရရတယ်ပေါ့နော်ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီပေါ့နော်အုံးမှာကျွန်တော်ဝင်ချင်းမှာရှိတယ်ဆိုတော့ဒီ F1 လေးကိုနှိပ်ပြီးတော့ဝင်လဲရတယ်ပေါ့နော်ကျွန်တော်အစဉ်ပြရနဲ့ဝင်မှာဒါကတော့ဘာရှင်းကဒီပေါ့နော်ဒီခုနောက်ဆုံးပေါ့ဒီ Binance ရဲ့ဘာရှင်းပေါ့နော်ကျွန်တော် over ရှင်းနေဆိုလို့ရှင်တော့ကျွန်တော်နည်းနည်းလေးအဲကွဲပြားလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အဲစင်တူယူမလေးပါပဲပေါ့နော်ကျွန်တော် ဟိုလုံးဝကြီး꽈ချသွားတော့မဟုတ်ပါဘူးโอเคအဲ့တော့ကျွန်တော်ဒီမှာ fn လေးတော့လာမယ်လာပြီးတော့ကျွန်တော်ဒီ p2p အဲဆိုတဲ့ဥစားလေးကိုကျွန်တော်နှိပ်ပေးလိုက်မယ်ပေါ့နော် p2p โอเคအဲ့တော့ကျွန်တော် nlkb2p ကိုနှိပ်ပြီးသွားရေဆိုလို့ရှိရင်တော့ ဒီမှာကကျွန်တော်တို့ကဒါကကျွန်တော်ကအမြဲတမ်းရောင်းလိုက်ဝယ်လိုက်လုပ်နေရသူဖြစ်တဲ့အတွက်ဒီမှာယူပြီးစရာမလိုတော့ဘူးပေါ့နော်ဒါတွေကိုကျွန်တော်ကယူပြီးစရာမလိုတော့ဘူးပေါ့နော်ယူပြီးရမှာအမောင်းနဲ့ကျွန်တော်ပေးမှမယ်ကျွန်တော်မှာယူပြီးရမယ်ပေါ့နော်ဒီ ANK တို့ဘာလို့ကပြောင်းပြီးရမယ်ပေါ့နော်ဗရာသားတို့ကတချို့လူတွေကကျွန်တော် United State တွေပါဖြစ်နိုင်တယ်โอเคအဲ့တော့ကျွန်တော်အကောင့်လေးကိုကျွန်တော်တစ်ချက်နှိပ်မယ်နှိပ်ပြီးသွားရင်ကျွန်တော်ဒီမှာ ANK ဆိုတာလေးကိုယူပြီးရမယ်ပေါ့နော်မြန်မာချက်ပေါ့နော်အဲ့တော့မှကျွန်တော်တို့ကမပေါ်ဘူးဆိုလို့ရှိရင်တော့ဒီမှာဒီအကောင့်လေးကို scalper လေးမှကျွန်တော်တို့က MMK ဆိုပြီးကျွန်တော်ရိုက်ရှာလိုက်ပေါ့နော် MMK ဆိုပြီးတော့ရိုက်လိုက်တာနဲ့ကျွန်တော်ဒီလိုလေးပေါ်လာရင်အကောင့်လေးကိုကျွန်တော်နှိပ်လိုက်တာနဲ့ဒီကောင်လေးက MMK ဖြစ်နေရမှာပေါ့နော် MMK လေးဖြစ်သွားမယ်ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်အဲကိုကဒါကဝယ်တာပေါ့နော်ဒီကောင်ကဘိုင်ကဝယ်တာဒီဘက်ကဆဲရရောင်းတာပေါ့နော်ကျွန်တော်တို့ကရောင်းတာအခုကကျွန်တော်ကရောင်းတာကိုပြောပြပေးမယ်ပေါ့နော်ဝယ်တာကတော့ရှေ့တော့အဲရှေ့ရက်တွေတော့ကျွန်တော်ပြပြပေးသွားရေးဝယ်တဲ့ဥစ္စာကိုကျွန်တော်ပြပြပေးသွားရေးခုကကျွန်တော်ရောင်းတဲ့ဥစ္စာကိုပြပြပေးမယ်ပေါ့နော်ခွေးအဲ့တော့ကျွန်တော်ဆဲလေးကိုကျွန်တော်နှိပ်ပါ နေလိုက်တဲ့ချိန်မှာကျွန်တော်တို့ကဒီပေါ်တော့ဒီဆဲလီဆိုတာဒီကောင်လေးကိုပြောခြင်းဖြစ်တယ်။ Okay နေပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာအဲ amount တီးဘာတွေနဲ့ပေးမှာပေးချိန်မှာလဲဘာတွေနဲ့ကျွန်တော်တို့ကလက်ခံပါလဲဆိုတော့ကျွန်တော်ယူပြရမယ်။တော့ဆယ်ကျွန်တော်တို့က USDT လာဘာညာဘာလားတတကလားဆိုတော့ကျွန်တော်တို့ coin တွေကိုယူပြရမယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်ကဒီမှာ USDT လေးကိုတစ်ချက်တောက်လိုက်မယ်။ โอเคဒါဆိုရင်ကျွန်တော် USD တွေကိုရွေးပြီးသွားရွေးပြီးသွားရဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ amount ကိုကျွန်တော်ရွေးမယ်ပေါ့เนาะ amount ကကျွန်တော်တို့ကအဲကျွန်တော်မှာက USD က5လောက်ပဲရှိရပါเนาะဒီမှာကျွန်တော် home ကိုပြန်သွားပြီးတော့5လောက်ပဲရှိရလဲ5.76ဆိုတော့ကျွန်တော်ကအနည်းဆုံးကျွန်တော်2ကြော်ကြော်တောင်းမိုးလောက်ပေါ့เนาะမြန်မာငွေ1000ကြော်ကြော်လောက်ပဲကျွန်တော်ကရောင်းပြရောင်းရောင်းပြပေးမယ်ပေါ့เนาะကျွန်တော်မှာလဲ USD ကအဲ့လောက်ကြီးမရှိတဲ့အတွက်ပေါ့เนาะအဲ့အတွက်တော့အာ တီးခံမိပါဗောနော်โอเคအဲ့တော့ကျွန်တော်ဒီမှာ F1 ကိုကျွန်တော်ပြန်လာပြီးတော့မှ B2B trading ကိုပြန်နေမယ်ဆဲလေးကိုပြန်လာမယ်လာပြီးသွားရင်ကျွန်တော်ဒီမှာ USDT ဘာတွေရွေးပြီးသွားပြီးအဲအမောက်ကိုတော့ကျွန်တော်တို့ကအဲကျွန်တော်အနည်းဆုံးကျွန်တော်တို့1000ဆိုတော့ရတယ်ဗောနော်1000ကအနည်းဆုံးကျွန်တော်ရမယ်1000အောက်ထည့်ဆိုရင်ကျွန်တော်တို့ကဘယ်သူမှမဝယ်ဘူးဗောနော်1000အနည်းဆုံးရမယ် အဲ့တော့ကျွန်တော်တို့တထောင်လို့ရိုက်ထည့်လိုက်မယ်ပေါ့နော်ဒီ amount နေရာမှာကျွန်တော်တထောင်လို့ရိုက်ထည့်ပြီး confine လို့ကျွန်တော်နေလိုက်တာ ਨੇ တထောင်အောက်ထည့်ဝယ်တဲ့သူတွေကိုဒါကြလာမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒါကဈေးနှုန်းနေပေါ့နော် payment ကိုကျွန်တော်ကတစ်ချက်ကြည့်ရမယ်ပေါ့နော် payment ကိုကျွန်တော်တို့ကဘာနဲ့ပေးချိန်မှာလဲပေါ့နော်ဒီမှာ KBZ တွေရှိမယ် OE တွေရှိမယ် AY ရှိမယ် CB တွေရှိမယ်ပေါ့နော်အာ WP တွေရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကကိုကြိုက်တဲ့ဥစ္စာနဲ့ပြေပါကျွန်တော်ကတော့အာ KBZ နဲ့ပဲကျွန်တော်ကချိန်ချိန်လိုက်မယ်ပေါ့နော် KB နဲ့ပဲကျွန်တော်ချိန်လိုက်မယ်အဲ့တော့ကျွန်တော် KB Z လေးကိုရွေးပြီးလိုက်မယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ profile လေးကိုကျွန်တော်နှိပ်ပြလိုက်ပါဒါဆိုရင်တော့ browser ခုနမြင်နေတိုင်းပေါ့နော်ကျွန်တော်ဈေးနှုန်းတွေကပြောင်းသွားပြီပေါ့နော် KB နဲ့ဆိုဘလောက်ဘလောက်ဆိုသူကပြောင်းသွားတယ်အဲ့မှာပေါ့နော် KB နဲ့ဆိုရင်4390ပေါ့နော် CBB နဲ့ဆိုရင်ဘလောက်တုံးအဲကြည့်လို့ရတာပေါ့နော် CB နဲ့ဆိုရင်အဲ့ဒီမှာ KB ကိုဖြုတ်ပြီး CB ကိုကျွန်တော်ကြည့်မယ်ဆိုရင်4000 69ဆိုတော့တော်တော်လေးကိုနည်းသွားပြီပေါ့နော်။ Okay ကျွန်တော်တို့ကအဲ့တော့ကျွန်တော်ကဒီမှာကီပီဇာပီလေးကိုပဲယူပြီးလိုက်မယ်။ဈေးလေးကသူ့အနေနဲ့သူအတင်းတကောင်းမှုနေရပေါ့နော်။ကျွန်တော်တို့ဈေးများများရကြရင်တော့ quantity များများရောက်မှာဒီမှာကျွန်တော်က1000ပြလို့ပေါ့။2000ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာပေါ့နော်။ကျွန်တော်ပြပေးမယ်။အဲ 2000k ဆိုရင်ဘယ်လောက်ကနေစရှိမလဲ။ Okay ဒါကကျွန်တော်က2000မလို့ 1k နဲ့တိတ်မတိတာပါပေါ့နော်။အဲကျွန်တော်ဒီ university ရောင်းမဲ့ပမာဏက သင်္ကန်းန်းတွေပါဥပမာပေါ့နော် USD 100ရောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်ဒီပြန်ရောင်းမယ်ကျွန်တော်မြန်မာငွေကျပ်နှုန်းကကျွန်တော်4500လောက်တော့ကျွန်တော်ရောင်းမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒါတွေကတော့ကျွန်တော်ပကဒနာတွေပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီမှာစပြီးရောရောင်းမှာရောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပေါ့နော်ဆယ်လာတွေကိုကျွန်တော်တို့ရှာရမယ်အဲ့ရှာတဲ့နေရာမှာလဲကျွန်တော်တို့ကအနေနဲ့3ထားရမယ်ပေါ့နော် အဲ့ဟာဘာလဲဆိုတော့ကျွန်တော်ဒီဝယ်တာတွေလည်းကျွန်တော် ပြပြပြီးသွားရေးရှိပြီးတွေမှာပေါ့နော်သူက trader တွေ trading တွေကိုကျွန်တော်ကြည့်ရမယ်ဒီ trading ပေါ့နော်ပြန် live recommend တွေကြည့်ရမယ် availability ကိုလည်းကျွန်တော်ကတစ်ချက်ကြည့်ရမယ်ပေါ့နော်ဟုတ်ကဲ့အဲ့မှာဒီမှာကျွန်တော်ကနေပြောင်းမှနေမှာကြည့်လိုက်တယ်အပေါ်ဆုံးမှကသူက15မိနစ်ပဲဒီမှာစောင့်ရတယ်ပေါ့နော် live recommend က98.69ရှိတယ်ဒါပေမဲ့ trader က 2 trade ရှိတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့က992 trade နဲ့ကျွန်တော်98 live recommend ရရဆိုတာနည်းနည်းလေးတော့နည်းတဲ့ထဲတော့မပါဘူးမဲ့ပုံမှန်အနေထားမှာပုံမှန် level လေးမှာပဲကျွန်တော်တို့ကရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီမှာအနေဆုံးကကျွန်တော်မလုံးသိတဲ့အရာကဘာလဲဆိုတော့ဒီမှာကျွန်တော်ပြပေးမယ်ဒီကောင်နေပေါ့နော်ဒီမှာဆိုရင် trader က27ပဲရှိတယ် live recommend ကတည်ရ အဲ brother ရဲ့ like recommend ကများနေရလေဘာလို့မှမထိတ်ထိတ်လို့အဆင်မပြေရလဲဆိုလို့ရှိရင်သူကကျွန်တော်တို့ကနေမတွက်ကြည့်လိုက်ပါကျွန်တော် creator မှာ20တယောက်တည်းရှိတယ် like recommend က100ရာခိုင်နှုန်းဆိုတော့ဒါကတော်တော်လေးကိုနည်းလွန်းတဲ့ပမာဏပေါ့နော်ဥပမာပေါ့ကျွန်တော်ထိတ်တာ1000ဆိုလို့ရှိရင်ကျွန်တော်တို့က99သင်္မခွန်8တို့ဘာလို့ဖြစ်နေအောင်မကျွန်တော်တို့ကအဆင်ပြေတယ်ပေါ့နော်ဒါကလုံးဝကိုမိုက်တယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒါက high level ကိုကျွန်တော်ကရောက်နေရပေါ့နော် โอเคအဲ့တော့ကျွန်တော်ဒီမှာ minute တီကိုတော့ကျွန်တော်တစ်ချက်ကြည့်ပြရမယ်ကျွန်တော်ကမြန်မြန်လိုချင်တော့ minute 30ကိုကျွန်တော်ကရွေးပေးရမယ်ပေါ့နော်โอเคကျွန်တော်ကဒီမှာ900နှစ်ထွေလေးကိုတော့ကျွန်တော်ကသဘောကျရပါဘောနော်ဒီမှာ960နှစ်မှာ၄ထွေအဲ98 live recommend ရှိတယ်ဒီမှာ950နှစ်ထွေအဲ recommend နေပါရှိရကျွန်တော်ကပေါ်ဆုံးမှာပေါ်ဆုံးမှာပေါ်လာတဲ့ကောင်ကိုကျွန်တော်ရောင်းလိုက်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ990နှစ်ထွေလေးရှိတယ်လိုက် recommend က루ရေ900ကျော် 800ပဲထားပါတော့ထိတာကို live recommend က68ရတယ်ဆိုတော့ဒါကလုံးဝအကောင်းမွန်တဲ့ high level ကိုဖြစ်တယ်ညပြီးတော့ဒီမှာကဈေးကလည်း4390 USD ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာတစ်ချက်ကြည့်ပြရမှာကဒီမှာကျွန်တော်တို့ကြော်ကြီးဆိုတဲ့ဒီမှာပေါ့နော်ဝယ်တဲ့သူကဆယ်လာကဒီမှာသူ့ရဲ့နာမည်နဲ့ဒီမှာအောက်မှာ available ဆို70 USDT ပဲသူဒီမှာကြံတော့တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ 600ကျော်ဒီကြံသေးရပေါ့နော်ကျွန်တော်တို့ကအဲ့မှာလုတ်လို့ရသေးရနော်ကျွန်တော်အဲ့ဒါလေးကိုတော့ကျွန်တော်ကြည့်ပြမယ်ဥပမာကျွန်တော်တို့ကရောင်းမဲဥစား7နှစ်ကျော်နေရင်ကျွန်တော်တို့ကနည်းနည်းတော့ဆောင်းဆိုင်ပေးရတယ်15ကျော်နေရင်တော့ဆောင်းဆိုင်ပေးရတယ်ပေါ့နော်အဲ့တော့အဲ့လိုတွေမဆောင်းဆိုင်နိုင်ဘူးဆိုရင်အဲ့ဒါလေးကိုတော့တစ်ချက်ကြည့်ပါပေါ့နော်ကဲရပြီရပြီဆိုလို့ရှိရင်တော့၄ရာ4390 USDT ဒါလေးကတန်တယ်ဆိုရင်ကျွန်တော်မိနစ်ကလည်း15မိနစ်ပဲဆောင်းရတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာပေါ့နော်15မိနစ်ဒီကောင်လေးကိုကျွန်တော်အစဲလေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော် ဆဲလေးကိုကျွန်တော်ကနှိပ်လိုက်မယ်အဲကျွန်တော်ဒီမှာပေါ့နော်ဒီရောင်းတဲ့ဥစ္စာကိုတော့တတိထားရမှာကျွန်တော်တို့ဒီ KP တွေဒီຢာတွေကျွန်တော်ချိန်လိုက်ပြီဆိုရင်ကျွန်တော်ဒီဘိုင်ဘက်ကိုပြောင်းသွားတတ်တယ်ပေါ့နော် အကြောက်ရှင်ကျွန်တော်တို့ကဆဲလေးကိုပြန်ရွေးပေးရတယ်ပေါ့နော်ရပြီဆိုလို့ရှိရင်ကျွန်တော်ဒီဆဲလေးကိုနှိပ်မယ်နေပြီးသွားရင်သူက line ပေါ်မှာရှိမရှိသွားကျွန်တော်ကကြည့်ရမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီ Binance မှာကျွန်တော်ဆယ်လာလို့လို့သူတွေက24နာရီအာ line ပေါ်မှာရှိနေရမယ်ပေါ့နော်ဒီမှာဒီမှာဆိုရင်အစိမ်းပြောက်လေးဖြစ်နေတယ်โอเคအဲ့တော့ကျွန်တော်ဆဲလေးကိုတစ်ချက်နှိပ်မယ် နေပြီးသွားရင်သူ့ရဲ့ limit card ဒီမှာပေါ့နော်ရေးထားတယ်အပြင်မှာလည်းခုနကကျွန်တော်ရေးထားတယ်1000ကနေပြီးတော့မှ9040မှ6ချက်ဒီကျွန်တော်တို့ဝယ်လို့ရဝယ်ဝယ်တယ်ပေါ့နော်သူအဲချားတွင်းကိုကျွန်တော်တို့ဝယ်သေးရပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကရပြီဆိုလို့ရှိရင်တော့ဒီမှာ1000ကိုရွေးလိုက်မယ်ရွေးလိုက်တဲ့ချိန်မှာကျွန်တော်က1000ကို2.32 USD ပေါ့နော် ပေးရမယ်ရောဒီမှာ buy USDT ကိုကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဒါကသူကဘာပြောတာလဲဆိုလို့ရှိရင် USDT ကကျွန်တော်တို့ USDT ကိုရောင်းမှလာပေါ့နော် USDT ကိုရွေးလို့ရတယ်ဟိုကကျွန်တော်တို့ကဒီမှာသူ့ရဲ့ available က 2. 2.3ပေါ့နော်2.34အနည်းဆုံးပမာဏရှိရမယ်လို့သူကပြောတယ်ပေါ့နော်ဒီမှာ2.34အဲ့ထက်ကျော်ရင်တော့ကျွန်တော်တို့ရတယ်ပေါ့နော်ဒီမှာ LNK ကတော့ကျွန်တော်ရရှိမယ်မန်ဝီက 1053ပေါ့နော်အဲ့လိုမှမဟုတ်ဖက်နဲ့ဒီ MNQ ကိုပဲကျွန်တော်တို့ကရိုက်ထည့်မယ်ဆိုရင်1000တော့ရိုက်ထည့်လို့တော့ရတယ်ပေါ့နော်ဒါပေမဲ့2.32တော့ကျွန်တော်တို့ပေးရမယ်ပေါ့နော်โอเคအဲ့တော့ brother တို့အဆင်ပြေတဲ့ဥစ္စာကိုကျွန်တော်ကသုံးပေါ့နော်ကျွန်တော်ကတော့ဒီမှာဒီဘက်က buy USDT ဆိုတဲ့ဥစ္စာလို့ကျွန်တော်နှိပ်ပြီးတော့မှ 2. ပေါ့နော်2.3အဲသူ့ရဲ့အနည်းဆုံးမှန်တာ2.34ပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်ရိုက်ထည့်လိုက်မယ်ထည့်လိုက်တဲ့ချိန်မှာကျွန်တော်ရမယ့် amount မှန်တာက အဲဒေါ်မြန်မာငွေရ1053 USD ရမယ်ပေါ့နော်โอเคအဲ့တော့ဒါကကျွန်တော်ရဲ့ KB ဖုန်းနံပါတ်လေးပေါ့เนาะ KB ဖုန်းနံပါတ်လေးဒါကကျွန်တော်ငွေသွင်းငွေထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ဒီလိုလေးပုံနေရဖြစ်တဲ့အဲတခါမှမလုပ်ဘူးတဲ့သူတွေဆိုလို့ရှိရင်တော့ဒီကောင်လို့တစ်ချက်နှိပ်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီကောင်လေးကို KB လေးတွေကိုကျွန်တော်ဖြည့်ပေးရမှာပေါ့เนาะဖြည့်ပေးလိုက်တာနဲ့ကျွန်တော်တို့အားလုံးကိုစင်ပြေသွားမှာပေါ့เนาะပြီးတော့သူ့မှာစီကန်းကြိုက်လေးရှိရပေါ့เนาะစီကန်းကြက်လေးကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်အဲ့လို skip ဖုန်းနံပါတ်ကြဆုံးပြဆုံးမလွဲပြပါအဆင်ပြေမှလာရောက်ပြပါနော်ဘန်တက်လို့ပါကျေးဇူးပါဆိုသူကတော့အဲသူကပြောပြပေးထားရပါနော်ဘာလို့သူကပြောချင်းဖြစ်လဲဆိုကြဆုံးဆိုတာဥမာပေါ့နော်ကျွန်တော်တို့ဒီ1053ကြက်ဆိုရင်သူက53ကြက်ကိုသူကလွှဲပေးမှာမဟုတ်ဘူးအဲ့လိုပြောချင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအရှုံးမခံကြဘူးဆိုတော့ဒီဘက်က by mk ကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာပေါ့နော်1000ကိုရေးပြလိုက်ရင်ကျွန်တော်တို့က2.32 usdt သူတို့ကိုပေးရမယ်ပေါ့နော် ဒါဆိုရင်တော့ကျွန်တော်တို့ကအဆင်ပြေသွားပြီပြေသွားပြီဆိုလို့ရှိရင်တော့သူတို့စီကနေကျွန်တော်တို့ကအဲဒီမြန်မာငွေယူမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က plate order လေးကိုတင်ပေးမယ်ဒါကတော့ဝယ်တာပဲဖြစ်ဖြစ်ရောင်းတာပဲဖြစ်ဖြစ် order တင်ပေးရမယ်ပေါ့နော်ရောင်းလို့တင်ပေးမယ်ကြာချိန်က15မိနစ် okay အဲ့တော့ကျွန်တော်တို့ကနှိပ်လိုက်မယ် plate order လေးကိုတင်လိုက်မယ်ဒီလိုတင်လိုက်တဲ့ချိန်မှာသူ့ကို cancel မလုပ်ပါနဲ့ပေါ့နော် cancel မလုပ်ပါနဲ့ okay ဒါဆိုရင်သူ့ကိုကျွန်တော်က အာ order တင်လိုက်တဲ့အချိန်မှာဒီမှာ chat ဆိုပြီးတော့မှာ1လေးပြလိုက်ပါတော့တချို့လူတွေကတော့မပြပါဘူးပေါ့နော် okay အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာသူကရောင်းတာကအာဒီမှာဘိုင်နင်းကမောင်မြင့်မြတ်ပေါ့နော် သူကတချို့လူတွေကတော့ဒီအောက်မှာ description မှာကျွန်တော်ပေါ့နော်အဲငွေလွှဲပြီးရင်ကျွန်တော်တို့က description ရေးပေးရပေါ့နော်အဲ့ချိန်မှာတချို့နေရာရ crypto နဲ့ပတ်သက်တဲ့စာတွေမရေးပေးပါနဲ့ဘာညာတွေရှိရပေါ့နော်ရပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ check လေးကိုကျွန်တော်တို့ကနှိပ်လိုက်မယ် နှိပ်ပြီးသွားရင်ဒီမှာလွှဲရမယ် KB နံပါတ်ပေးပါချက်စွန်းပြစွန်းမလွှဲပေးပါအစဉ်ပြီမှလာရောက်ပေးပါဆိုပြီးဘိုင်းနဲ့လုပ်ပါဆိုရင်လည်း okay ဒါကကျွန်တော်ရဲ့ KB ဖုန်းနံပါတ်သူတို့ကိုပေးရမယ်ပြလို့ရှိရင်ကျွန်တော်တို့ရဲ့ KB name လေးကိုကျွန်တော်တို့ကပေးရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ငွေဝင်ငွေထက်သူကထွက်သွားပြီပေါ့နော် order တင်လိုက်ပြီပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကသူ့ကိုဖုန်းနံပါတ်နဲ့ KB လေးကိုကျွန်တော်တို့ကထည့်ပေးလိုက်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ကဒီမှာပေါ့နော်ဖုန်းနံပါတ်နဲ့ ဒီပေါ့နော်နိမ့်လေးကိုကျွန်တော်ကပေးလိုက်ရွေးဖြစ်တယ်အဲ့တော့ကျွန်တော်ကသူ့ကိုခဏလောက်စောင့်ပေးလိုက်မယ်ပေါ့နော်စောင့်ပေးလိုက်မယ်အဲပြကြလို့ရှိရင်တော့ကျွန်တော်တို့ကဒီသူကရောက်လာသူရောက်လာမယ့်အရာကိုကျွန်တော်ကအဲတစ်ချက်ကြည့်မယ်ပေါ့နော် KP ရောက်မရောက်ကိုကျွန်တော်ခဏစောင့်လိုက်မယ်ပေါ့နော်နည်းနည်းတော့သူကကြာရပါတော့ကျွန်တော် KP တော့သွားပြီးတော့ငွေထည့်တာရပါတယ်သူကလုံနေရသေးတယ်ပေါ့နော်သူ့ရဲ့ဒီပေါ့နော် USD ဘာတွေကိုသူကစစ်နေရသေးတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ခဏစောင့်မိလိုက်မယ် ပြောစရာလေးတစ်ခုရှိသေးတယ်ပေါ့နော်ပြောစရာလေးဆိုတာကကျွန်တော်ပေါ့နော်ဒီလို pre order တင်ပြီးရောင်းဝယ်နေဟုတ်ပေါ့နော်ကျွန်တော်ဒီ pre order တင်လိုက်တာနဲ့ကျွန်တော်တို့ဒီထွက်မပြစ်ပါနဲ့ထွက်မပြစ်ပါနဲ့ကျွန်တော်တို့ဒီပေါ့နော်သူကထွက်ပြစ်လိုက်တာကျွန်တော် cancel လုပ်လိုက်တာတွေပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကို rebook မိနိုင်တယ်ပေါ့နော်အဲ့လိုတွေမလုပ်ပါနဲ့အဲပြီးကြလို့ရှိရင်တော့ကျွန်တော်တို့ဒီပေါ့နော်စိတ်ရှိရှိနဲ့စောင့်ပါနော်စိတ်ရှိရှိနဲ့စောင့်ပါတော်တော်လေးတော့ねတချို့လူတွေဆို15မိနစ်လောက်ကြာတာပေါ့နော်တချို့ဆိုရင်တော့9မိနစ်လောက်တော့ကြာတယ်ပေါ့နော် အဲ့လိုဆောင်းရတာတော့တိတ်ကိစ္စမရှိဘူးကျွန်တော်တို့ဒါက Binance ဆိုတဲ့မျိုးအရာမျိုးကကျွန်တော်တို့ပေါ့နော် KYC တင်ရတာအလွန်ခက်ခဲပါတယ်အဲ့တော့ကျွန်တော်တို့ကဘန်းခံရမယ့်အရာမျိုးတွေကိုကျွန်တော်တို့ကမလုပ်စီချင်ဘူးပေါ့နော်ကျွန်တော်ကတော့ Okay ဒီမှာ view order ဆိုတာလေးကျွန်တော်ရှိတယ်အကောင့်လေးကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်မယ်ဒါဆိုလို့ရှိရင်တော့ဒါသူကလုံနေတယ် payment receipt ပါရင်မနှိပ်ရသေးဘူး Okay ဒါဆိုခဏစောင့်ကြည့်လိုက်မယ်သူကပြီးရင်တော့ဒီမှာစာလေးပို့ပေးလိမ့်မယ်ပေါ့နော် Okay ပြရလို့ရှိရင်တော့ကျွန်တော်တို့ကဒီပေါ့နော် ူကတကယ်လို့ဥမာပေါ့နော်ကျွန်တော်ဒီကျွန်တော်ရောင်းလိုက်တဲ့ဆယ်လာတယောက်ကကျွန်တော်ပေါ့နော်အဲဒီသူ့ရဲ့အပြင်ကတယ်ဂရမ်ကို လာခဲ့ပါ Viber ကိုလာခဲ့ပါဆိုလို့ရှိရင်တော့ကျွန်တော်လုံးဝကိုမသွားပါနဲ့သွားလို့ရှိရင်တော့ကျွန်တော်တို့အိုက်ကောင်ကအတူပဲဖြစ်တယ်ပေါ့နော်။ဒါဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီအဲ့လိုလုံးလိုက်လို့မို့ကျွန်တော် USDT ကြီးဆုံးရှုံးသွားတယ်။ Coin ဆုံးရှုံးသွားတယ်ဆိုလို့ရှိရင်သူကအဲ Binance ကပြန် Binance ကတာဝန်ယူမှာမဟုတ်ဘူးပေါ့နော်။သူက Binance ကတော့တာဝန်ယူပြီးမှာမဟုတ်ဘူး။အဲအကြောင်းမလို့ကျွန်တော်တို့ ဘဲဟိုလာပါညာဟိုလာပါဆိုရင်ကျွန်တော်မသွားပါနဲ့အဲ့ဒါကိုချက်ချင်းတန်းပြီး block လိုက်ပါပြကြရင်တော့ဒီမှာအပြက်အဆက်ကလေး၃ဆောင်နေပြီး report သာထူပေးလိုက်ပါနာနာလေးပေါ့နော် okay အဲ့တော့ကျွန်တော်ဒီဟာလေးကိုခဏစောင့်ပေးလိုက်မယ် okay brother ဒီမှာပေါ့နော်အဲပြောစရာလေးတစ်ခုရှိရပေါ့နော်ဒီမှာပြောစရာလေးတစ်ခုရှိရဆိုတာကကျွန်တော်ဒီမှာပေါ့နော် keep သူကကျွန်တော်နေမှာပေါ့နော်တရားဒီလိုလေးပြကျွန်တော်ရောင်းလိုက်လို့မဟုတ်ဒီလိုလေးပြရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေါ့နော် तू ကကျွန်တော်တို့စီကမွေတော့ပေါ့နော် तू က သူစီမှာပေါ့နော်သူကဒီ USDT မရှိတော့ဘူးမရောင်းတော့ဆိုပြီးသူကပြောချင်းဖြစ်တယ်ပေါ့နော်ဒီဆယ်လာတယောက်ကအဲအကြောင်းလို့ကျွန်တော်တို့စီကနေကျွန်တော်တို့ဒီကျွန်တော်ရောင်းတဲ့ USDT ပမာဏကိုသူကမွေဘူးဆိုပြီး cancel လုပ်လိုက်တယ်ပေါ့နော်သူက cancel လုပ်လိုက်တယ်အဲအဲ့အတွက်ကြောင့်ကျွန်တော်တို့ကရောင်းလို့မရတော့ဘူးပေါ့နော်အဲကျွန်တော်စီက USDT ကတော့စာပိုင်းတော့နှုတ်သွားတယ်ပြကြရင်တော့ကျွန်တော်တို့ဒီပေါ့နော်ပြန်ပြီးတော့ဒီမှာပြန်ပြီးတော့လာပေါင်းထည့်ပြီးတယ်ဘရာသာတို့မြင်တဲ့အတိုင်းပြန်လာပေါင်းလာပြီးတော့ပြန်ပေါင်းထည့်ပြီးတယ် ဲ့တော့ကျွန်တော်ကနောက်ထပ်ဆယ်လာတစ်ခုကိုထပ်ရှာလို့ရပါဘောနော်โอเคအဲ့ဒါဘယ်လိုရှာမလဲဆိုရင်ခုနကလာတဲ့အတိုင်းရှာခြင်းလားဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ဒီဘောနော်ခုနကရောင်းတဲ့သူကိုကျွန်တော်တို့အဲ့မှာရောင်းတဲ့သူရဲ့ဒီမှာဘောနော်ဒီမှာဒီမှာပြန်ထွက်လိုက်တဲ့ချင်းချက်ပါမှာပြန်ထွက်လိုက်တဲ့ချင်းဒီမှာဗောနော်အာ fine butter of offer ဆိုရှိရဗောနော်အဲ့ကောင်လို့ကျွန်တော်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ရောင်းမဲ့မောက်ပမာဏတွေဘာညာတွေကိုကျွန်တော်ကဒီမှာ KBZ ပေးမှာဒီမှာ channel နှိပ်လိုက်မယ် နှိမ့်လေးချိန်မှာဒါကခုနကကျွန်တော်အပေါ်ဆုံးမှသူကမဝယ်တဲ့သူပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာပေါ့နော်အဲဒီဝယ်တဲ့သူတွေကိုကျွန်တော်ထပ်ရှာမယ်ပေါ့နော်အဲ့လိုရှာခြင်းလဲရတယ်ဒါမှမဟုတ်လို့ရှိရင်လဲကျွန်တော်တို့ကဒီမှာ FN ကိုပြန်နေပြီးပြန်ရှာခြင်းလဲရတယ်ဒါကတော့ကိုယ်ပေါ်ကိုယ်စိတ်ကြိုက်တိုင်းလုပ်လို့ရရပေါ့နော်ခုနကမဝယ်တဲ့ပုံစံပေါ့နော်ဝယ်တဲ့ပုံစံကိုကျွန်တော်ကပြပေးလို့ရသေးတယ်။ Okay အဲ့တော့ကျွန်တော်ဒီမှာပေါ့နော်နောက်ထပ်တစ်ခါထပ်ရှာမယ်ထပ်ရှာမယ်ဆိုတော့ကျွန်တော်ဒီမှာ1000 1000K ပဲတုံးမယ်ပေါ့နော် 1000K လို့ကျွန်တော်ရလိုက်မယ်။ ရပြီးသွားပြီပေးမန့်ကိုလည်း KBZ နဲ့ချိန်မယ်ရပြီဆိုလို့ရှိရင်တော့ဒီမှာ NK လည်းကုန်ပြောင်းပြီးသွားပြီဆဲကိုပြန်နှိမ့်မယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဆဲပြောင်းထားတာကိုတော့ကြာအဲ့လိုမျိုးဒီပေါ့နော်ဒီခုနကခုပြောနေနေနေတော့သူပြောင်းသွားရပေါ့နော်အဲအဲ့လိုတခြားလေးကြည့်ပါရပြီဆိုတော့ကျွန်တော်ဒါခုနကကြော်ကြီးဆိုတဲ့တရားပေါ့နော်ကြော်ကြီးဆိုတဲ့တရားအဲ့တော့ကျွန်တော်အဲ့ဆယ်လာကျွန်တော်စီကမွေတော့ဆိုတော့ကျွန်တော်ကသူ့ကို ကျွန်တော်မရောင်းတော့ဘူးเนาะအဲ့တော့ကျွန်တော်ဒီဒုတိယတစ်ယောက်ကလေးကိုကျွန်တော်ရောရောင်းလိုက်မယ်ပေါ့เนาะဘာလို့လဲဆိုတော့ तू อ่ะဖိတ်ကလည်းများတယ်ပေါ့เนาะမဆိုးဘူးလို့ကျွန်တော်ကပြောလို့ရတယ်ဒီမှာ live recommend နေပိုင်းနဲ့မဆိုးဘူးအဲ့တော့ကျွန်တော်ကသူ့မှာသူ့ရဲ့ available USD ရဲ့လောင်းငါမှုကလည်းအဲကျွန်တော်တို့ဒီမှာပေါ့เนาะ၄4000ကျော်အထိကျွန်တော်ရှိရပါတော့။โอเคအဲ့တော့ကျွန်တော်ကြာချိန်က15မိနစ်တည်းဆိုအဆင်ပြေတယ်။အဲ့ကြောင့်ကျွန်တော်ဒီ sale လို့ကျွန်တော်နှိပ်လိုက်တယ်။ နေပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအတီးကြတာမလို့တော့ကျွန်တော်ဒီ USDT ကိုပဲကျွန်တော်ထုတ်ရောင်းလိုက်မယ်ပေါ့နော် USDT ဘက်ကိုသွားပြီး2.35ဆိုကျွန်တော်ရိုက်ထည့်လိုက်မယ်ပြီးရလို့ရှိရင်တော့ကျွန်တော်တို့ကဒီ KBZ ပြီးမှဒီမှာတုံညာကိုပါညာပေါ့နော်ဒါတွေကတော့ခုနကျွန်တော်ပြောထားသလိုရပြီဒီမှာဆိုလို့ရှိရင် order ကိုရကနန်းများသာတင်ပေးကြပါတဲ့ second hand မှစာရေးမလွဲပြပါတဲ့ဘိုးဘန်း Binance account နဲ့ငွေလွှဲ account နဲ့မီမတူရင်းနဲ့တစ်ချက်ပြောပြပါ မပြောပါကအခက်ခဲရှိနိုင်ပါသည်ပေါ့နော် तू ကဘာပြောချင်းဖြစ်တယ်ဆိုရင်စေကနန်းဆိုတဲ့ဥစ္စာကို तू ကမရဘူးပေါ့နော်ကျွန်တော်စေကနန်းနေကို तू ကလွှတ်ပြီးမှမဟုတ်ဘူးလို့ तू ကပြောချင်းဖြစ်တယ်အဲ့တော့ကျွန်တော်ကိစ္စတော့မရှိပါဘူးကျွန်တော်ဒါလေးရောင်းလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ရောင်းမယ်ဆိုလို့ရှိရင်တော့ဒီမှာပေါ့နော် play order လေးကိုသူ့ကိုတင်ပေးရမယ်ပေါ့နော် okay play order လေးကိုကျွန်တော်တင်ပေးရမယ်တင်လိုက်မယ်သူ့ကိုတင်လိုက်မယ်ဒါကသူ့ဘဝဲခြင်းဝဲမွဲခြင်းနေကျွန်တော်တို့ကိစ္စမရှိဘူးကျွန်တော်ပြန်ရမယ် okay ဒါဆိုရင်သူက chess ကိုလူကလာခိုင်းပေါ့နော်လာခိုင်းပြီဆိုရင်ကျွန်တော် chess ကလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကဒီမှာပေါ့နော်သူက kp erp no အပေါ်တော့နံပါတ်ကတော့ကျွန်တော်ဖုန်းနံပါတ်ကတော့ကျွန်တော်ဒီမှာပေါ့နော်ကြော်စင်းလဲအဲကြိုက်ရလွယ်ပြီးတော့ ပေးပါသည်ပေးမှတ်များတွင် comment shopping သာရေးပါတဲ့ကျေးဇူးတင်ပါသည်ခရူနေဆိုင်တော့โอเคဒါကကျွန်တော်ကရောင်းတာမဟုတ်ဘူးပေါ့နော်ရောင်းတာမဟုတ်ဩဒီရောင်းတာပဲနော်ရောင်းတာကို तू ကတမျိုးလေးပေါ့နော် तू ကတော့โอเคအဲ့တော့ကိစ္စမရှိဘူးကျွန်တော်ဒါရောင်းတာဒီမှာဆဲရလဲပြတာဆိုတော့ကျွန်တော်လုတ်ပေးလိုက်မယ် तू ပြောတဲ့စီမင်းအတိုင်းပဲကျွန်တော်တို့လုတ်လိုက်မယ်ပေါ့နော်တယောက်နဲ့တယောက်ကတော့စီမင်းနေရတော့ तू ကမတူးပေါ့နော်โอเคဒါလေးကိုကျွန်တော်ဖတ်ပြီးတော့ကျွန်တော်လုတ်လိုက်မယ်โอเคဒီမျိုးပေါ့နော်ဒါကဒီဆဲလာက အာကီလင်းဆိုတဲ့ကက်ဆယ်လာကဗရာသာအရင်ဗီဒီယိုမှာကျွန်တော်ဝယ်ထားတယ်ပေါ့နော်ဒီမှာအဲဒီမှာကျွန်တော်က sorry ပါကြာသွားလို့ဆိုပြီးဒါကိုအရင်နှုန်းကကျွန်တော်ပြောထားတဲ့အားလေးပေါ့နော်ဒီမှာမှ3လပိုင်း12ရက်နေပေါ့နော်အခုဆို25ရက်ဆိုနေနေတော့ကြာသွားပြီအဲဒါကကျွန်တော်ဒီဟာတစ်ခါပေါ့နော်ကျွန်တော်ဒီဟာနဲ့ဝယ်ဘူးတယ်ပေါ့နော်ဒီဆယ်လာတွေ့ရင်တော့ဝယ်လိုက်ပါကျော်စင်လင်းဆိုဆိုသူကတော့အမှန်ကန်ပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီမှာ तू က ရောင်းတာတွေဝယ်တာတွေမှားမှာဆိုတော့ကျွန်တော်ရောင်းမှာတော့ဘာညာပြောလိုက်သေးဗောနဒီမှာငွေလက်ခံရရှိပါသည်ဆိုပြီးတော့လေသူကပြောတယ်ဗောနโอเคအဲ့တော့ကျွန်တော်တို့ကရပြီဆိုရင်ကျွန်တော်ဒီမှာသူ့ကိုငွေပေးရတော့မယ်ဗောနငွေပေးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာပေးမဲ့ receipt ဆိုတာလေးကိုကျွန်တော်ကနှိပ်လိုက်မယ်ဗောနနှိပ်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာဗောနဒီကောင်လေးကိုကျွန်တော်တို့ကဒီမှာဗောနဒီဒီဒုတိယစာတန်းလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါ โอเคအဲ့ဒါဒုတိယဆက်လိုင်းကိုနှိပ်ပြီးတော့ကျွန်တော် recommend ပေးလိုက်ပါဒါဆိုရင်ကျွန်တော် payment receipt ကိုကျွန်တော်နှိပ်ပေးလိုက်တာနည်းနည်းဒီမှာပေါ့နော်ဒုတိယဆက်လိုင်းကိုယူပြီးတော့ okay နှိပ်ပေးလိုက်ပါတော့ဒါဆိုရင်တော့ကျွန်တော်စီမှာရှိတဲ့ USDT တွေကသူ့စီကိုရောက်တော့မှာဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာငွေလက်ခံရရှိပါသည်ဆိုပြီး now ဆိုပြီးပေါ်လာတယ်ပေါ့နော်ငွေလက်ခံရရှိပါသည်ဆိုပြီးပေါ်လာတယ်โอเคဒါဆိုရင်တော့ကျွန်တော်ဒါကဒီ verification ကျွန်တော်တို့ဒီ KYC တင်ထားတဲ့ ဲလက်ဝေလို့ပြောင်းခြင်းဖြစ်တယ်ပေါ့ okay ဒီမှာဆိုရင်သူကအောင်မြင်သွားပြီပေါ့နော်2.30ချက်ကလည်းအာ1096ချက်ပေါ့နော်ဒါကကျွန်တော်ဝယ်ပြပေးခြင်းဖြစ်တယ်ဒါဆိုရင်တော့အဆင်ပြေသွားပြီပေါ့နော်ဒီမှာမာချက်စကိုနေလိုက်ရင်ပေါ့နော်သူကပြီးဆိုပြီးသူကပြပြီးသွားပြီး โอเคဒါဆိုရင်တော့ကျွန်တော် PC သွားပြီပေါ့နော်အဲသူ့ကိုလည်းကျွန်တော်တို့ကပြီးပြီးသွားပြီအကုန်လုံးကျွန်တော်တို့က PC ပြီပေါ့နော် order again လို့ကိုကျွန်တော်ကနှိပ်လိုက်ပြီးတော့သူ့ရေအဲဒီပေါ့နော်နောက်ထပ်ထပ်ရောင်းခြင်းလားဘာညာတွေကိုကျွန်တော်ကဒီ server တွေကိုထပ်ရှာလို့ရသေးပေါ့နော်ကျန်တာကတော့ကျွန်တော်ထူ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 တော့ဘာမှမရှိဘူးเนาะဒါကတော့ဒါကျွန်တော်တို့ရောင်းခြင်းဖြစ်တယ်ပေါ့နော်ရောင်းခြင်းဖြစ်တယ်တတိထားရမှာကတော့ကျွန်တော်တို့ကထူ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 တော့ဘာမှတော့တတိရစမရှိဘူးကျွန်တော်ဆက်ဆက်လုပ်ခြင်း ဆက်ဆက်ရောင်းနေဝယ်မယ်ဆိုလို့ရှိရင်တော့စိတ်လှုပ်ရှားမှုလीတော့ရှိမယ်ပေါ့နော်။ Okay အဲ့ဒါလေးပါပဲပေါ့နော်။ကျန်တာကတော့တူတူကမှမရှိပါဘူး။ဗီဒီယိုစနစ်ကြည့်ရပြလာတာအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နော်။ Bye bye